ဟယ်လိုအားလုံးပဲမင်္ဂလာပါကလင်း YouTube channel နဲ့ဒီတကားနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကလင်းဖြစ်ပါတယ်ကလင်းရဲ့ပြည်သက်တွေအားလုံးပဲမင်္ဂလာရှိသောနေ့လည်းကလင်းကိုပိုင်ဆိုင်ပါစေလို့ကလင်းမစုမကောင်းရေစုံတောင်းပေးလိုက်ပါတယ်ခင်ဗျာโอเคပါမနက်ခင်းရတော့ကျွန်တော်တို့ဒီ61ဆိုတဲ့ဟင်းပွဲလေးထွက်ခဲ့တယ်အဲ့တော့ကျွန်တော်အနေနဲ့ကလုံးမတူခြင်းမရှိခဲ့ပါဘူးအဲ့တချို့တွေကလာဟိုဟာပြောထားတယ်ရှိရပါဘူးတလုံးတော့မတူဘူးတလုံးတူပြီးတော့မိတ်ဆွေတော့ဘာလို့လဲအဓိကဒီနေ့ကိုကျွန်တော်ကမိတ်ဆွေတွေကိုဖြစ်စေချင်ကျွန်တော် share ဟင်းပွဲလေးကိုရစေချင်တယ်အဲ့တော့ နေ့လက်ခဲမှာရှိုင်းပေါ်လေးပဲဖြစ်ခဲ့တော့လေဘာဖြစ်လို့လဲညနေခင်းမှာဖြစ်မှာပေါ့โอเคအဲပြီးတော့ကျွန်တော်အနေနဲ့မန်နက်ဖြန့်ကြရင်မိတ်ဆွေတို့ကိုချလာပေးနေမှာ YouTube ကအားပေးနေတဲ့လူတွေကတီတီကနေအားပေးနေတဲ့လူတော့ကျွန်တော်အမြဲစပို့နေတဲ့လူတွေကဒီနေ့မှာလာပြီးတော့ဒီရှိုင်းပွဲပွဲကိုယူထားတဲ့လူတွေအတွက်ကျွန်တော် share share ဆိုမှ share share price ဆိုတဲ့ဟင်းလေးရယ် share key ဆိုတဲ့ဟင်းလေးရယ်ကိုတွဲဆက်ပြီးတော့မှန်နေတဲ့အတွဲလေးတစ်တွဲရှိတယ်ဗျအဲ့ဒါလေးကိုတော့ကျွန်တော် ညာရရင်ဗီဒီယိုမှာလည်းဒါကြာတာမင်းလေး TSR ကျွန်တော် share ဟင်းပွဲလေးခြားတဲ့အချိန်ညာကျွန်တော်ပြပြမယ်ပြီးတော့ညာကြရင်လည်းကျွန်တော်ရှီကိုအမြဲတမ်း support နေရတဲ့လူတွေကိုလည်းကျွန်တော်ပို့ပေးမယ်လုံးဝ share ကြီးဗျာအဲ့ဒါကြီးတရားဒီဒီပတ်ထဲမှာမှထူးဆန်းရနေတာတရားကျွန်တော်ကမယုံရဘူးဗျာဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒီပုံမှန်ထုတ်လိုက်တဲ့ share key ဟင်းကမိတ်ဆွေတို့စဉ်းစားကြည့်အမြဲတမ်းမှန်လာတာအဲ့တော့အဲ့ဒီဥစ္စာလေးကိုပစ်ထားပြီးတော့ကျွန်တော်တခြားဥစ္စာကိုမလုပ်ရဘူးဘာလို့လဲဆိုတော့ဒီကောင်လေးကတကယ်ပါမိတ်ဆွေတို့လည်းဒါကျွန်တော် share key ဟင်းကိုနေ့စဉ်စောင့်ကြည့်နေတဲ့လူတွေဆိုတည်ဆုံးဖြစ်မှာပါ အခုကတော်တော်ထူးဆန်းနေပြန်အဲ့ဒီအခုပေါ့နော်အစ်စ်တွေ့ထားတဲ့ဒီကီးဟင်းလေးရဲ့ပရင်ဟင်းလေးရဲ့တွားပြီးတော့တွဲဆက်ပြီးတော့တခါရရင်ဟိုပေါ့နော်နေလေရောညက်နေရောပေါ့နော်အဲ့လိုမျိုးတော့ပေးနေရဒါပေမဲ့ဒီညက်နေတော့ကျွန်တော်အဲ့ဒါလေးကိုတော့ချမပြတော့ဘာကျွန်တော်မနေ့ဖက်မပါပဲအားလုံးကိုဒါညကြရင်ကြာမိနေအတွက်တင်နေချင်းကြရင်အားလုံးကိုပြပြမယ်အခုကတော့ဒီဘော်တိုဝီညက်နေမှာတော့ကျွန်တော်ရဲ့ဒါပုံမှန်ရနေကြဖြစ်တယ်ဒီရှက်ကင်းနော်ရှက်ကီးဟင်းလေး3ဆိုတဲ့ဟင်းလေးရဲ့8ဆိုတဲ့ဟင်းလေးရဲ့9ဆိုတဲ့ဟင်းလေးရဲ့ဒီညက်နေခင်မှာမိတ်ဆွေတို့ တေချာပေါင်းမိတ်ဆွေတို့စီလာပါလိမ့်မယ်ခင်ဗျယုံကြည်မှုအပြည့်ရှိပြီးသားပါအဲ့တော့အဲ့ဒီအထဲမှာမှာကျွန်တော်မိတ်ဆွေတို့ကိုတစ်ခုထပ်ပဲကျွန်တော်ရဲ့ဒီကီးဟင်းလေးတွေတစ်ခါလေးမှာတပတ်မှာနှစ်ခါလောက်တော့ဒါအဲ့ဒီကီးဟင်းလေးကိုအပြီးပေါက်လေးချက်ပြုတ်ပြီးတော့လဲနော်လာတက်တာကိုမိတ်ဆွေတို့သတိထားမိမယ်ထင်ပါတယ်အဲ့တော့ဒီညနေခင်းမှာဒီ3ဆိုတဲ့ဟင်းလေးရဲ့8ဆိုတဲ့ဟင်းလေးရဲ့9ဆိုတဲ့ဟင်းလေးရဲ့မိတ်ဆွေတို့ကဒီဟင်းပွဲ3ပွဲလေးကိုໝွေလိုက်ပါໝွေပြီးတော့မိတ်ဆွေတို့အပြီးပေါက်ဟင်းလေးချက်ကြည့်အောင်เนาะမင်းနေမှာဆိုလို့ပြပြတာ ပြီးတော့ဒီညနေခင်းအတွက်ကျွန်တော်ကမိတ်ဆွေတို့ကိုကျွန်တော်ငားဟင်းဆိုတဲ့ဟင်းလေးကိုကြိုက်တယ်ဗျပူကြိုက်တယ်ငားပိုင်ဆိုတဲ့ဟင်းလေးပေါ့နော်တကယ်လို့မိတ်ဆွေတို့ကမွေကြီးပေါ့နော်အဆင်ပြေတဲ့လူတွေရှိတယ်ဆိုရင်ဒီငားပိုင်ဆိုတဲ့ဟင်းလေးကိုချက်ပြုတ်ကြည့်ပါမနိုင်တဲ့လူတွေကတော့ဒီ3ဆိုတဲ့ဟင်းလေးရဲ့8ဆိုတဲ့ဟင်းလေးရဲ့9ဆိုတဲ့ဟင်းလေးကိုပဲအပီးပေါင်ဟင်းလေးပဲချက်စားကြည့်ပေါ့နော်ဒီညနေခင်းလေးကိုပုံမှန်တော့ပဲလုပ်လိုက်တကယ်လို့များပေါ့နော်အဆင်မပြေခဲ့ဘူးဆိုရင်တော့ကျွန်တော်အနေနဲ့မနေ့ဖြစ်မှလဲမိတ်ဆွေတို့အတွက်လုံးဝကျွန်တော်အခုပေါ့နော် အသစ်ရှာထားတဲ့ကီးဟင်းလေးရဲ့ပရဟင်းလေးရဲ့တွဲဆက်ပြီးတော့မနက်ဖြန်နဲ့တောက်ကြနေမှာမိတ်ဆွေတို့ကိုနှစ်ရက်စလုံးပေါ့နော်အ ਨੇ စောတော့နှစ်ချိန်လောက်တော့ရမယ်ထင်ပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာထင်ပါတယ်ဒီညနေမှာကျွန်တော်အနေနဲ့မထင်မထားနိုင်ဖြစ်သွားပြီးတော့မိတ်ဆွေတို့ရှင်ဟင်းပွဲလေးစားရမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်ပြန်ပြောအောင်မယ်ဆိုရင်တော့ဒီအပီးပေါင်းဟင်းလေးကိုချက်မဲ့ဆိုတော့30ဆိုတဲ့ဟင်းလေးရှိမယ်65ဆိုတဲ့ဟင်းလေးရှိမယ်35ဆိုတဲ့ဟင်းလေးရှိပါမယ်တကယ်လို့များမိတ်ဆွေတို့ကအဘူးဆိုတဲ့ဟင်းလေးကိုကြိုက်တယ်ဆိုရင်တော့3ဘူးဆိုတဲ့ဟင်းလေးရှိမယ်10ဘူးဆိုတဲ့ဟင်းလေးရှိမယ်9ဘူးဆိုတဲ့ဟင်းလေးရှိပါမယ်ခင်ဗျာ ပြီးတော့ငါးပိုင်ဟင်းလေးကိုချက်နှစ်တက်တဲ့လူတွေကတော့မိမိစိတ်ချိုင်းချိုက်ခဲ့ဟင်းပွဲလေးတွေကိုတင်ပြီးတော့ချက်ကြည့်ပါခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ကလင်းဖြစ်ပါတယ်အော်ပြီးတော့เนาะကျွန်တော်ဒီနေ့တက်ကျွန်တော်ရှင်ဝဲနှစ်ပွဲခေါ်ထားတဲ့လူတွေကမိတ်ဆွေတွေကိုတခုပြောချင်တာကကျွန်တော်ကပြောနေကြစကားတစ်ခုရှိပါတယ်အမှန်နဲ့မှအမှားနဲ့မှလက်သင့်ခံကြပါခင်ဗျာဒါပေမဲ့တခုပဲပြောချင်ပါတယ်တကယ်လို့များကျွန်တော်ဘက်ကဒီနေ့ခြုံငုံချက်တွေရှိပြီးတော့မိတ်ဆွေတို့ပေးတာရှင်ဝဲပွဲလေးကမဖြစ်လို့ပေါ်လာခဲ့ဘူးဆိုရင်ကလင်းဘက်ကနေပြီးတော့ပြန်လည်ပြီးတော့မိတ်ဆွေတွေကို မိတ်ဆွေတို့စိတ်တိုင်းမကြမချင်းပြန်လည်ပြီးတော့တာဝန်ယူသွားပေးမှာဖြစ်ပါတယ်အဲ့ဒီခုတော့မေ့ထားပါအဲ့ဒီခုတော့အဲ့ဒီခုတော့ဒါမိတ်ဆွေတို့မမေ့ထားပါနဲ့လို့ပြောတာပေါ့နော်မှတ်ထားပါဘောနော်ကင်လင်းဘက်ကနေပြောအပြေအဝတာဝန်ယူပေးပါပါဘာဖြစ်လို့လဲဆိုကင်လင်းကိုအပြေအဝ support ပေးထားရင်ကင်လင်းဘက်ကနေလည်းအပြေအဝပြန်လည်ပြီးတော့မိတ်ဆွေတို့ကိုပြန်ပြီးတော့ support ပေးမှာပါကျေးဇူးတင်ပါတယ်ခင်ဗျာ